ီလိုအချက်တွေကြောင့်မြင်းမြန်းလိုထိတ်တန်းမင်းသားနဲ့အေးချမ်းမောင်ကိုနိုင်ရှင်လိုက်တဲ့ဒရိုက်တာကိုစောအာယုံဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြမဆယ်ဒီအင်ဆယ်ရီချနေပြီးတော့ပရိသတ်အားလုံးကိုပြန်လည်လို့ချူဆိုပါရရှင်ဒရိုက်တာကိုစောအာယုံဦးကလက်ရှိမှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားအများအပြားကိုတာဝန်ခံပြီးတော့ရိုက်ကူးပေးနေသူတယောက်ဖြစ်ပါတယ်။ဒါရိုက်တာတယောက်ဖြစ်တဲ့အတွက်အနုပညာရှင်တွေရဲ့အားသာချက်အားနည်းချက်တွေကိုလည်းအကုန်လုံးကိုသိနေတတ်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းမှာဒါရိုက်တာကိုစောအာယုံဦးဟာသာရုပ်ရှင်ဇာတ်ကားတကားကိုမြင့်မြတ်အေးချမ်းမောင်တို့နဲ့အတူတူတွဲပြီးတော့ရိုက်ခဲ့ပါတယ်။အေးချမ်းမောင်နဲ့ဒါရိုက်တာကိုစောအာယုံဦးတို့ကတကားမှလည်းမစုံဘူးကြပါဘူး။မြင့်မြတ်နဲ့ကတော့ရိုက်လာခဲ့တဲ့ဇာတ်ကားပေါင်းမနေတော့ပါဘူး။ဒါအပြင်အေးချမ်းမောင်ကဒရမာမင်းသားနေတဲ့တာ လူအများရဲ့အမြင်မှာဆွဲနေကြတာဖြစ်ပါတယ်။ဟာတန်ဆဲယုံနယ်လည်းမလိုက်ဖက်တဲ့မင်းသားတယောက်ဖြစ်လို့နေကြတာပါ။ဒါပေမဲ့ဒရိုက်တာကိုဇော်အာယုံဦးကအေးစမ်းမောင်ကိုဟာတန်ဆဲယုံနဲ့ဂွေထွက်စွာ မြင်စေချင်လို့ရွေးချယ်ခဲ့တာပါ။ရွေးချယ်ပြီးတော့ရိုက်ခိုင်းတဲ့အချိန်မှာလဲဟာတာပိုင်းမှာဆရာတစုဖြစ်နေတဲ့မြင်းမြင်းနဲ့တွေ့ဖက်ပေးလိုက်ပါတယ်။ မြင်းမြတ်ကဟာသာရုပ်ရှင်နဲ့ပတ်သက်ရင်တော့ဆရာတစုလိုဖြစ်နေပါပြီ။ပရိသတ်တွေကတော့မြင်းမြတ်ကို ပေါကားမင်းသားလို့နာမည်ပေးထားပေမဲ့ထုတ်လုပ်ရေးတွေဒါရိုက်တာတွေကတော့ဟာသာရုပ်ရှင်လို့ပြောလိုက်တာနဲ့မြင်းမြတ်ကိုသာပြင်းပြကြတာဖြစ်ပါတယ်။ င်းမြတ်ကတကယ်ကိုပိုင်ပိုင်နိုင်နိုင်နဲ့တရုတ်ဆောင်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဟာတာပိုင်းမှာဆရာတစု ဖြစ်နေတဲ့မြင်းမြန်းနဲ့ဟာတာကိုဟာတာလို့တရုတ်မဆောင်တတ်တဲ့အေဂျင့်မောင်ကိုတွေ့ဖက်ပေးလိုက်တဲ့အချိန်မှာလည်းအရင်ကြီးရုပ်ပြည့်စင်းပြည့်ဖြစ်နေတာမျိုးမရှိပါဘူးလို့ဒရိုက်တာကိုစောအာယုံဦးကပြောပြလာခဲ့တာဖြစ်ပါတယ်။ အေးချမ်းမောင်က မြင်းမြန်လိုဟာသာအတွက်အရေးဘက်ကိုအားတန်နဲ့မျက်နှာချားရီကိုတော့မလုပ်တတ်ပါဘူး။ဒါပေမဲ့သူပိုင်နေတဲ့အတီမျက်နှာချားနဲ့ဟာသာဆန်အောင်တရုပ်ဆောင်သွားခဲ့ရပါ။ဒါကြောင့်မို့လဲအေးချမ်းမောင်ကမြင်းမြန်ရဲ့ item နဲ့ခွဲထွက်ပြီးတော့တမျိုးစမ်းနေခဲ့ပါရဲ့။မြင်းမြန်နဲ့ရှင်လိုက်တဲ့အချိန်မှာအနောက်မှာခြံခဲ့တာမျိုးမရှိဘဲနဲ့ခွတ်တီဖြစ်နေခဲ့တာပါ။ဒါအပြင်မြင်းမြန်ရဲ့ item တော့ကိုအေးချမ်းမောင်ကအမိလိုက်နိုင်နေခဲ့တာဆိုပြီးတော့ဒါရိုက်တာကိုဇော်အာယုံဦးကချီးကျူးထားပါရဲ့။ဒါရိုက်တာကိုဇော်အာယုံဦးကဟာသာ ုရှင်တွေကိုရိုက်တဲ့အချိန်မှာမင်းသားမင်းသမီးတွေကို အပြန်ရိုက်ခိုင်းတာမျိုးများပါတယ်။ဒါအပြင်မတည့်ပါဘူးလို့နာမည်ထွက်နေတဲ့အနုပညာရှင်တွေကိုတကြားထဲမှာအတူတူစုံခိုင်းတာမျိုးတွေလည်းရှိပါတယ်။ဟာသာစယုံနဲ့မလိုက်ဖက်ပါဘူးလို့သတ်မှတ်ခံထားရတဲ့အေဂျင့်မောင်တို့မင်းသားတွေကိုလည်းပြောင်းလဲပြီးတော့ခေါ်ရိုက်တာမျိုးဖြစ်ပါတယ်။အေဂျင့်မောင်ကဒရိုက်တာကိုဇော်အာယုံဦးတို့တားဖားနဲ့ရင်းနှီးပါတယ်။သမီးဖြစ်သူပွင့်သိန်ကီကလည်းအေဂျင့်မောင်ရဲ့တရုတ်ဆောင်ချက်တွေကိုသဘောကျတာကြောင့်တိမ်မတီရုပ်ရှင်မှာဝိမုံရွှေရင်နဲ့တွဲဖက်ပြီးတော့တရုတ်ဆောင်ခွင့်ပေးခဲ့ပါတ တယ်။ဒါကြောင့်မို့လဲအေဂျင်မောင်က ထိတ်တန်းမင်းမီနဲ့တွဲဖက်ရိုက်ခွင့်ရပြီးတော့အနုပညာလောကမှာအဆင့်တစ်ခုကိုမြင့်သွားခဲ့ပါတယ်။အခုဆိုရင်မြင်းမြတ်တို့လိုထိတ်တန်းမင်းသားတွေနဲ့ရှင်ပြီးတော့ ဇက်ဒါရီကိုရိုက်နေရပြီဖြစ်တယ်လို့အနုပညာရှင်ကလည်း level တစ်ခုမြင့်သွားပါတယ်။ပရိသတ်ကြီးရောအေဂျင့်မောင်ကမြင်းမြည့်ရဲ့ item နဲ့မတူညီခွင့်ပြကပို့ပြီးတော့တရုတ်ဆောင်ကောင်းတယ်လို့ထင်လားဆိုတာ comment လေးထဲမှာပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းမြန်မာ Selling Insider Page ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။